ဘူချုပ်တန်းရွှေဟာနဝေတိန်တောင်နာဝတမနာယောင်ဖိမဲ့နာအဖာတို့ပြန်လည်ဖွဲ့စည်းစေခဲ့ပြီးဘူချုပ်စောမောင်ရဲ့အားနည်းချက်များကိုရှောင်ရှားပြင်ဆင်ခဲ့ပါတယ်။အခမ်းအနားများနဲ့အစည်းအဝေးတိုင်းမှာကိုရိုင်းမိကွန်းအတန်ဖြစ်ပြောကြားခြင်းမပြုလုပ်တော့ဘဲဂျားကန်တယောက်ကိုဖတ်ကြားခိုင်းပါတယ်။ဘူချုပ်စောမောင်ရှိခဲ့စဉ်က ကိုတန်းရွှေစာဖတ်အားနေတယ်လို့ဝေဖန်ခံခဲ့ရဘူးတာကြောင့်နာအဖာဥက္ကဋ္ဌဖြစ်လာလို့နှစ်ဖူးတွေ့ဒူးတွေဖြစ်လာချိန်မှာတော့အကြံကုန်ကလုံစားချက်အုံနောက်ဖောက်စားဖို့စေယုံမညချောင်းကိုဖွင့်လေခဲ့ပါတယ်။နေကင်းမှာဘိုးချုပ်တွေကိုယုံအလုံးလုံးစေပြီးညပိုင်းမှာတော့နာအဖာဥက္ကဋ္ဌဘိုးချုပ်တန်းရွှေထံအခစားဝင်စေကပြည်တွင်းအန်အေဒီလှုပ်ရှားမှုပြည်ပအတိုက်အခံအဖွဲ့အစည်းများကိစ္စအမျိုးသားညီလာခံကိစ္စចောင်းသားနဲ့ဖရာသားကိစ္စ နိုင်ငံတကာဖိအားပေးမှုတန်ခင်းတမန်ခင်းပြည်ပအတန်လွင်ဌာနများနဲ့မီဒီယာသတင်းစာများရဲ့ထုတ်လွှင့်ချက်များစီးပွားရေးအခွင့်အလမ်းများစာတာတွေကိုဘလို့အကောင့်ထဲပေါ်နိုင်နေဆိုတာဗိုလ်ချုပ်တွေထံမှနီလန်းတင်ပြခိုင်းပြီးမှစုပ်ပြည့်ချက်ရှာမှတ်ခဲ့ပါတယ်။ တခါတရံဗိုလ်ချုပ်တွေဟာညနေတကောင်ကျော်တဲ့အထီးဆွေးနွေးရပြီးနနက်လင်းရကြီးဖုန်ကြီးအုံမောင်းခောက်ချေအာယုံဆွမ်းစားချိန်ရောက်မှပြန်လာရတဲ့အတွက်တဦးနဲ့တဦး good morning လို့စိတ်ညစ်စွာနောက်ပြောင်နှုတ်ဆက်ခဲ့ရကြောင်းသိရှိရပါတယ်။အဲ့ဒီလိုအကြံဉာဏ်ညှစ်ထုတ်ခံရလို့စစ်တပ်အတွင်မှညချောင်းလို့ခေါ်ခြင်းဖြစ်ပါတယ်။တကယ်တမ်းမှာတော့ညာနေကြတဲ့အကြောင်းသာဖြစ်ပါတယ်။ညเจ้าမှအ धिक ထိတ်တိုက်တွေ့ရတဲ့သူများကတော့ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှ ပြည်ထောင်ရေးဝန်ကြီးနိုင်ငံသားရေးဝန်ကြီးပြည်ချာရေးဝန်ကြီးနဲ့ကကလန်တို့ဖြစ်ကြပြီးအခြားဝန်ကြီးများကလည်းသူထွန်းက NLD နဲ့အတားအခံအဖွဲ့အစည်းများတည်တင်းကိုလက်ဦးမှုယူပြီးတင်ပြနိုင်တဲ့အပေါ်မှာတဦးနဲ့တဦးဂျပန်ကုန်ယူအမှတ်ယူဖော်ထုတ်နေကြတာကိုလည်းတွေ့ရပါတယ်။ဘိုးချုပ်တန်းရွှေဟာအရှိန်မန်ဂေါ့ကစားပြီးတရုတ်တိုင်းကားများကိုလမ်းမတော်တရုတ်တမ်းမှမလွတ်တမ်းငှားရမ်းကြည့်ခြင်းဖြင့်ထွက်ပေါက်ရှာခဲ့ပါတယ်။ ဒီဘဲရင်အရေးအခင်းကြောင့်ဖျားပေးခံရမှုမွန်းချက်နေခြင်းလိုမျိုးတွင်မျိုးတော်ဝင်ဥက္ကိုလေးရဲ့ငါးကံများရှိတဲ့မင်္ဂလာတုံဥယင်ရှိရာသို့ဘိုးချုပ်တန်းရွှေဟာတောက တောင်တန်းနေခြင်းများတန်းကတွားရောက်စိတ်ဖြည့်ခဲ့ရကြောင်းသိရှိခဲ့ရပါတယ်။ဘိုးချုပ်တန်းရွှေဟာမဟာဗျူဟာလေးလာရေးဌာနကြီးများဖွဲ့စည်းစေပြီးထောင်လိုင်းရေးမှဘုံမူကြီးများကိုဌာနမူကြီးဘိုးမူချုပ်အဆင့်ရာထူးတွင်းမြင်ပေးကနိုင်ငံတကာအရှိအအနေ အထူးသဖြင့်အနောက်နိုင်ငံများ၏မြန်မာနိုင်ငံပေါ်တုတ်ပြန်မှုအလားအလာ တရားဝင်သဘောထားတရားမဝင်သဘောထား CIA ကဲ့သို့အဖွဲ့အစည်းများရဲ့လှုပ်ရှားမှု နိုင်ငံတကာအီရတ်ကဲ့သို့အရေးအခင်းများစတာတွေကို လေးလာသုံးသပ်စေပြီးစာတမ်းတင်စေခဲ့ပါတယ်အဲ့ဒီထောင်လိုင်းရေကပူချုပ်တွေဟာစာအုပ်ပုံကြီးတွေကြားမှာနေ့စဉ်နဲ့မပြတ်စာတွေဖတ်နေရလို့အားလျှောက်နေတာမို့ကကလန်ကဂျူနီယာအရာရှိကြီးများရဲ့ဘီယာတများများနဲ့စိုပြေထောနေတာကိုကြည်ပြီ အခါအခွင့်တင်တိုင်းသူတို့ရဲ့ဆရာဘိုးချုပ်ခင်ညွန့်ထံကကလန်တို့ ပြန်လဲတွတ်သွင်းရေးနဘူးနဆာလုံနေတာကြားသိရပါတယ်ဘူဂျုတ်တန်းရွှေဟာကကပြည်ကြီးဝမ်းစစ်ဦးစီးမှုပထမတန်းတာဝန်ထမ်းဆောင်ခဲ့ပြီးရုရှားနိုင်ငံမှာစိတ်တဆစ်စင်ရေးတင်းယူခဲ့တဲ့အတွက်စိတ်တဆစ်စင်ရေးနဲ့ဝါရဖြန့်ကျင်ရေးထိရောက်မှုကိုသိရှိနားလည်ပြီးတဆိုင်မမတ်လုံနိုင်ခဲ့ပါတယ်။ကကပြည်ကိုပြည်သူဆက်ဆံရေးနဲ့စိတ်တဆစ်စင်ရေးညွှန်ကြားရေးမှုရုံးဟုခေါ်တွင်စေပြီး မြဝတီတက်မတော်အတန်လွင်ဌာနတခုဖွင့်လှစ်ခဲ့ပါတယ်။နနက်စာစားချိန်မှာ RFA, BBC, BOE ကဲ့သို့နိုင်ငံခြားအတန်လွင်ဌာနများကထုံးလွှင့်ချက်များကိုတူထံတင်ပြခိုင်းပြီးအရှုတ်ကိုတတိထားဆောင်ကြည့်ရန်တရှိုးကိုတံမြန်စိတ်သက်စစ်စင်ထိုးနှက်ရန်တရှိုးကို အလံရှိုးပြပယ်ဖြတ်ရန်တတ်မှတ်ခဲ့ပါတယ်။ 1988အရေးအခင်းများတွင်မီဒီယာလက်နက်ကြောင့်မဆာလာအစိုးရပြုတ်ကြရခြင်းဖြစ်ကြောင်းလက်အောက်ခံဝင်ကြီးများနှင့်ဗိုလ်ချုပ်များကိုမှားကြခဲ့ပြီး၎င်းတို့ကိုလည်းဗိုလ်ချုပ်တန်းရွှေကမိမိကဲ့သို့တတိထားပြုလုပ်ဆောင်ရွက်ရန်ပြောကြားခဲ့ပါသည် ဒါကြောင့်ဝင်ကြီးတွေဟာနေစဉ်နိုင်ငံခြားအသံလွှင့်ဌာနများကဘယ်အရှိန်မိမိဝင်ကြီးဌာနအတွက်လာနိုင်မယ်ဆိုတာကိုတောကတောင်တန်းရင်တမမဖြစ်နားစွန့်နေရပြီးဝင်ကြီးဌာနရဲ့မကောင်းသတင်းပါရှိခဲ့ပါကညကြောင်းမှာမျက်နှာအောက်ရှာပြီးရှင်းလင်းပြနေရတာတွေ့ရပါတယ်တဲ့ရင်စာရှင်လင်းပွဲကိုခါတိုင်းလိုဇက်တိုင်းမလောက်ခိုင်းတော့ပဲမိမိလောက်ွက်ပိုင်မှအထောက်အထားခိုင်မာမှရှင်လင်းခိုင်ပါတယ် လောက်ွက်ပိုင်တဲ့ဆိုရမှာမူရစ်စေဝါမီရှိုပြပွဲတွေလိုမျိုးနိုင်ငံရေးအမျက်ထုတ်လို့ရတဲ့ပြက်ွက်လိုမျိုးမှသတင်းစာရှင်းလင်းပွဲလုပ်ခိုင်းပါတယ်။နိုင်ငံသားသတင်းထောက်တွေကိုမခေါ်ယူခိုင်းတော့ဘဲမြန်မာသတင်းထောက်များကိုသာတက်ခိုင်းပါတယ်။ဒါအပြင် နာအာဖာကစိတ်တက်စစ်စစ်ရေးနဲ့ဝါရားပြန့်ကျင်ရေးနှီးဖြူအားများကိုအချိန်အဟုန်မြင့်တင်တဲ့အနေနဲ့မီဒီယာကိုမီဒီယာဖြစ်ပြန်တရရမှာသတင်းဆောင်ရရှိရေးအတွက် အဖွဲ့လေးဖွဲ့ကိုဖွဲ့စည်းပေးခဲ့ပါတယ်။ စာရဖားလို့ခေါ်တဲ့ထောက်လန်းရေးအသွင်ပြောင်းအဖွဲ့ SB လို့ခေါ်တဲ့ရဲအထူးတည်င်းတပ်ဖွဲ့ဗိုလ်မှူးချုပ်ကျော်စံဦးစီးတဲ့နိုင်ငံတကာရှိမြန်မာတန်ယုံများအထည်ပြန်ကြားရေးဌာနမှစစ်စစ်ရွေးချယ်တာဝန်ပေးထားတဲ့တည်င်းရရှိရေးနဲ့တံပြန်ရေးအဖွဲ့ဗိုလ်မှူးချုပ်သိန်းစော်ဦးစီးတဲ့ကျန်းဖွင့်ကတည်င်းစုဆောင်ရရှိရေးတပ်ဖွဲ့ဆိုပြီးအဖွဲ့၄ဖွဲ့ဖြစ်ပါတယ်။နာအဖအအနေနဲ့ပြည်သူလူထုကိုစိတ်တဆစ်စင်ရေးနှီးပြူဟာအရာဝါရဖြန့်ကျင်မှုနဲ့လှုပ်ဆောင်မှုကိုဟန်ချက်ညီလုပ်ခဲ့ပါတယ်။ ပြည်သူလူထုရဲ့ပြည်တနာများကိုအရှိန်ခံ၍ကြောက်ရွံ့စိုးရိမ်စိတ်ဓာတ်မုန်တီးယွန်ရှာစိတ်ဓာတ်မျောလင့်အားထားစိတ်ဓာတ်အမျိုးအစားပေါ်မူတည်၍လှုပ်ဆောင်မှုနီလန်းရှင်မျိုးသုံးကပြည်သူလူထုပြည့်မှတ်စိတ်ဓာတ်အားဆွဲဆောင်တင်သွင်းခဲ့ပါတယ်။အဆိုပါရှင်မျိုးကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။နာအာဖာဟာလှုံ့ဆော်နေတဲ့တွဲပြီးဝါရဖြန်နေ၊တွယ်ဝိုက်ဝါရဖြန်နေ၊လေးဝက်ဝါရဖြန်နေဆိုပြီးအမျိုးအစားအလိုက်အောက်ပါအတိုင်းဝါရဖြန်ခြင်းနီးပြူဝါ73မျိုးဖြင့်ဆောင်ရွက်လာပါတယ်။ နာအာဖာဟာစနစ်တကျဆက်ဆက်ရေးသုံးမျိုးပြုလုပ်သွားပါတယ်၎င်းတို့မှာအစိုးရဌာနများနဲ့၎င်းလူမှုအဖွဲ့အစည်းများနဲ့၎င်းလူမှုအခြေခံလူဒန်းစားများနဲ့၎င်းဆက်ဆံဆောင်ရွက်သွားပါတယ်။၎င်းအပြင် နာအဖာရဲ့တည်င်းပေးမိမိအမာခံလူများကိုအစိုးရဆန့်ကျင်တဲ့အတိုင်းအဝိုင်း၌ထားရှိခြင်းလူမှုလူဒန်းစားအဖွဲ့အစည်းများနဲ့ဆက်ယုံအလုပ်ယုံများ၌ထားရှိခြင်းတို့ကိုဆောင်ရွက်လာပါတယ်။အဲ့ဒီလိုဆောင်ရွက်ရမှာအစိုးရအလုံးဝဆန့်ကျင်သူများဆန့်ကျင်နိုင်ွယ်ရှိသူများ ဂျားနေသူများနဲ့စားဝတ်နေရေးရုံးကန်အာရုံဆိုင်နေသူများအစိုးရအားနှစ်သက်ကူညီနေသူများရာဇဝတ်မှုကျူးလွန်သူများနိုင်ငံရေးတမားဟောင်းများဆိုပြီးလူဒန်းစား၅မျိုးခွဲခြားမှုအားတည်င်းပေးများကိုလက်ကျင့်တင်ကြပေးခဲ့ပါတယ်အစိုးရနေပြည်တော်များကိုကျင့်သုံးရာတွင်ဝင်ကြီးဌာနများမှရှိတဲ့ဝန်ထမ်းများကို တပ်ပုံစံရိုက်သွင်းကနိုင်ငံရေးဥတီချက်12ရက်ဒုတာဝင်အရေး၃ပါးစားတဲ့တပ်မတော်စောက်ပုတ်စာတမ်းများကက်စီပြီးမနှစ်တိုင်းတစ္ဆာဆိုခိုင်းကတန်းစီပြီးနိုင်ငံရေးဝင်ရောက်ရောထွေးမှုမရှိစေရဲအတွက်ထိန်းချုပ်ခဲ့ပါတယ်1988အရေးအခင်းတွင် ပါဝင်ခဲ့သောဝန်ထမ်းများကိုမိကုံးများဖြည့်ကြစေပြီးခံယူချက်၊ယုံကြည်ချက်နဲ့နိုင်ငံရေးရောထွေးနေပါကအရေးယူခဲ့ပါတယ်။လူမှုဆွဲဆောင်မှုအကောင်ဆုံးဖြစ်တဲ့ရုပ်ရှင် ဗီဒီယို VCD DVD ကားချက်တိုင်းမှာအစိုးရ policy မူဝါဒနဲ့ဥတီချက်များကိုထည့်သွင်းစေပါတယ်။စာအုပ်မဂ္ဂဇင်းဂျာနယ်များတွင်မထည့်မနေရထည့်ခိုင်းပြီးအစိုးရကိုအားပေးတဲ့ဆောင်းပါးတစ်ပုဒ်ကိုမထည့်မနေရထည့်ခိုင်းပါတယ်။အတိုက်အခံအဖွဲ့စည်းတွေအပေါ်မဟုတ်မမှန်လှုပ်ဆက်ပုံကိုရေးထိခိုက်မှုများကိုထပ်ခါတလဲလဲပြောဆိုခိုင်းခြင်းဖြင့်လူမှုတဘာဝအရမှန်တရားရောက်ရောက်ထင်ရောက်ထင်မှားဖြစ်စေတဲ့နည်းပြဝါဖြစ်ပါတယ်။ ဒီလိုနှီးပြူဟာတွေကျင့်သုံးပေမဲ့ပြည်သူတွေအပေါ်စိယုံနိုင်မှုမအောင်မြင်တာတွေ့ရပါတယ်ပိုကျောက်တန်းရွှေကမိမိတို့ရဲ့ဝါဒဖြန့်ကြည့်ချက်အစိုးရမူဝါဒတွေကိုလူတို့ TV ပေါ်မှာကြည့်ပြီးဘလို့တုံ့ပြန်ကြတယ်လဲလို့ပိုကျောက်တွေကိုမေးကြည့်ခဲ့ပါတယ်။တပည့်ရင်းများကလူတို့အနေနဲ့မကြည့်ကျင်ကြလို့ကြော်ကြည့်သွားခြင်း TV ပိတ်လိုက်ခြင်းများပြုလုပ်တာတွေ့ရတယ်လို့ပြန်ပြောကြပါတယ်။ ဒါကြောင့်နိပြုဟာတမျိုးပြောင်းပြီးလူရုအကြိုက်ကိုရီးယားကားများနဲ့နိုင်ငံတကာသတင်းများမှာဝါရဖြန့်ကျင်ရေးညှက်ထဲဖို့မှာကြားခဲ့ပြန်ပါတယ်။ဘိုးချုပ်တန်းရွှေဟာ1988ဒီမိုကရေစီအောင်ကြွားမှုအရေးအခင်ကြီးမှာသွေးမြေကြအောင်စစ်တမနှိမ်နင်းခဲ့ရသည့်အပေါ်သင်ခန်းစာယူပြီးနောက်အခါတွင်လူရုအရေးအခင်ထပ်မံဖြစ်ပွားခဲ့ပါကတတ်နိုင်သမျှစစ်တပ်ကိုမတုံ့ရန်ဆုံးဖြတ်ချက်ရှာခဲ့ပါတယ်။ နာအဖရဲ့နောက်ထပ်မဟာဗျူဟာတစ်ခုကတော့နေဆက်ဒေတာနဲ့တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနဲ့စီပင်သားရာရေးဝင်ကြီးအားအထူးတာဝန်ပေးပြီးမြန်မာပြည်ရဲ့အကြီးဆုံးမဟာဗျူဟာလမ်းမကြီးကိုဖောက်လုပ်ခိုင်းပါတယ်။အဆိုပါလမ်းကိုကားလျှောက်စီတပြိုင်နက်ရမောင်နှမ်းသွားနိုင်ပြီးလိုအပ်ပါက လေရင်များဆင်းသက်နိုင်ရန်အထိအဖြောင့်တက်တဲ့ဖောက်ခိုင်းပါတယ်။အဲ့ဒီလမ်းမကြီးဟာ အင်းတိုင်ရန်ကုန်မှပဲခူးရုံးမှတောင်ရှိဖြတ်ပြီးမြမပြည်ရဲ့တောင်မမြောက်တို့မျိုးကြီးများကိုရှောင်ကွင်းပြီးအညာမြေဖြတ်တန်းစေကမန္တလေးအထီဖောက်လုံမှဖြစ်ပါတယ်။အဲ့ဒီဖောက်လုံမဲ့လမ်းကြီးနဲ့မလွတ်တဲ့ရွာတွေလက်အိတ်ကားတွေကို အတင်းအဓမ္မသိမ်းယူကဖယ်ရှားခိုင်းခဲ့ပါတယ်။ဒါအပြင်ပဲခူးရုံးမကိုဖြတ်နိုင်တဲ့အရှိမအနောက်သို့သွားသောရန်ကုန်မန္တလေးလမ်းမကြီးရန်ကုန်မကွေးလမ်းမကြီးနဲ့ကံလန်ဖြတ်ဆက်သွယ်နိုင်တဲ့ဖြတ်လန်းငါးလမ်းကိုဖောက်လုပ်စေခဲ့ပါတယ်။ ဒီလိုဖောက်လောက်တာဟာတင်ကားများနဲ့ရှင်လင်းတများစစ်စကားနိုင်ရန်နဲ့အရေးပေါ်လှုပ်ရှားနိုင်ရေးအတွက်နိုင်ငံတော်ကာကွယ်ရေးမဟာဗျူဟာ NDS အရာအကောင်အထည်ဖော်ခြင်းဖြစ်တယ်လို့သိရပါတယ်။နာအဖဟာနိုင်ငံရေးအခင်အကျင်းအရာစစ်ယုံကိုကြက်ပြေးတော့ဖောက်ပုံမီတိုက်ပြောင်းရွှေ့သွားရပုံနဲ့နာအဖရဲ့လက်ကင်တော့ကြံ့ဖွဲ့ဖွဲ့စီပြီးအရှိန်ယူလာပုံကိုနောက်ပိုင်းမှာတင်ပြပေးသွားပါမယ်။ 1998-2002ခုနှစ်နိုင်ငံရေးအခင်အကျင်းအရာဒေါအောင်ဆန်းစုကြည်နှင့်ဗိုလ်ချုပ်ခင်ညွန့်တို့ညှိနှိုင်းသဘောတူချက်များရရှိထားပြီးဖြစ်လို့အမျိုးသားညီလာခံကျင်းပပြီးရွေးကောက်ပွဲပြုလုပ်ပြီးပါကအစိုးရအဖွဲ့အစ်နှင့်တရားဖြစ်စေရန်စည်ယုံတစ်ခုတည်းသာကြက်ပြေးတို့ပြောင်းရွှေ့ရေးစီမံချက်ချမှတ်ခဲ့ပါသည်ဒုတိယပုံမူကြီးနှစ်ဦးထားရှိပြီးမြမပြည်အားတောက်ပိုင်းနှင့်မြောက်ပိုင်းတက်တော်စုများအထိ NDS အရခွဲထုတ်ရန်ရထားခဲ့ပါသည် ဒါပေမဲ့ဒီပေရင်အရေးအခင်အီရက်အရေးအခင်များနဲ့ဗိုလ်ချုပ်ခင်ညွန့်ကိုအရေးယူတဲ့ဖြစ်စဉ်များအရာဖောက်ပူမိတိုက်ဖြစ်ကကြက်ပြေးတို့17ရက်17လ2005ခုနှစ်မှာ ဝင်ကြီးဌာနအလုံးပြောင်းရွှေ့ခဲ့ရပါတယ်။မူလကအစီအစဉ်မရှိဘဲရုတ်တရက်ပြောင်းရွှေ့ခဲ့ခြင်းအပေါ်နေဘက်ဝန်ထမ်းများနဲ့စစ်တပ်ကအလဲအလဲအရာရှိကြီးများမှအစဒုတိယဗိုလ်ချုပ်မူကြီးမောင်၏အစဉ်အထိမဝင်မကြဘဲစိတ်အနာအရှက်ဖြစ်က အခက်အခဲပေါင်းစုံရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ဒါကိုသိတဲ့နာအဖဥက္ကဋ္ဌဟာ2006ခုနှစ်စက်တင်ဘာလ28ရက်နေ့မှာကျင်းပတဲ့စစ်ယုံကြက်ပြေးလေးလပတ်အစည်းအဝေးမှာရှင်းလင်းချက်များပေးနေရကြောင်းသိရှိရပါတယ်။